မင်္ဂလာပါလူတယောက် ကျမ်းမာရဲ့အရန်ကောင်းတယ်လို့ပြောရင် အများစုကခန္ဓာကိုယ်ကျမ်းမာရေးကောင်းတာကိုပဲပြင်းမိမိလို့ထင်ပါတယ်ဟုတ်ပါတယ်မိမိကျင်လေတဲ့ပတ်ဝန်းကျင်ဘ ഹു တုတ္တရရဲ့အပေါ်မှာမူတည်ပြီးတော့ကျမ်းမာရေးကောင်းတာကိုကျွန်တော်တို့ဆုံးဖြတ်ကြတာပါတို့တော့ကျမ်းမာရေးကောင်းခြင်းဆိုတာကကျွန်တော်တို့ထင်တာတဲ့နှက်ရှိုင်းတဲ့အတွေ့ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တည်တင်းတဲ့ကျမ်းမာရေးတွေကိုဘ ഹു တုတအနေနဲ့ညဝေပေးခြင်းဖြစ်ပါတယ် ကျွန်တော်ကဂျင်ကစားပြီးတော့မာဆယ်တဲ့အတင်းအင်းရှိတဲ့လူဖြစ်ပေမဲ့ကိုဟာကိုကျမ်းမာရင်အကောင်းဆုံးလူသားတယောက်လို့မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့အခုကျွန်တော် sharing လုပ်ပေးမယ်။ကျမ်းမာရေးရှိနေလေလို့ပါ။နံပါတ်1က physical health လို့ခေါ်ရဲခန္ဓာကိုယ်ကျန်းမာရေးပါခန္ဓာကိုယ်ကအခြေအနေတစ်ခုအထိကြံ့ခိုင်ကျန်းမာဖို့လုံးဝအရေးကြီးပါတယ်နံပါတ်2က mental health စိတ်ကြမ်းမာရေကောင်းဖို့လုံးဝလိုအပ်ပါတယ်လူတယောက်ကကြမ်းမာကြန့်ခိုင်ပြီးတော့မာဆယ်တွေနဲ့ရှိနေပါစေ စိတ်ကြမ်းမာရေမကောင်းလို့ရှင်ကြမ်းမာရေကောင်းတဲ့လူတယောက်ရေလို့ခေါ်ဆိုနိုင်မှာမထင်ပါဘူး နံပါတ်3က cognitive path လို့ခေါ်တယ်အတွေးအခေါ်ဆိုင်ရာကျမ်းမာရေးပါအတွေးအခေါ်ဆိုင်ရာကျမ်းမာရေးကလည်းပုံမှန်ဖွင့်ဖြိုးဖို့လုံးဝလိုအပ်ပါတယ်နံပါတ်4က social health လို့ခေါ်တဲ့လူမှုရေးကျမ်းမာရေးပါ လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ပေါင်းတဲ့သင်းတဲ့ဖို့လုံးဝအရေးကြီးပါတယ်ခင်ဗျနံပါတ်5က emotional health လို့ခေါ်တယ်စိတ် ခံစားချက်ကျမ်းမာရေးပါမိမိရဲ့ခံစားချက်ကိုဘယ်အချိန်မှာဖွင့်ပြောသင့်ပြီးတော့ဘယ်အချိန်မှာဖွင့်မပြောသင့်ဘူးဆိုတဲ့အနေအထားကိုသိဖို့လေးလိုပါတယ်ခင်ဗျနံပါတ်6က environmental health လို့ခေါ်တဲ့ပတ်ဝန်းကျင်ကျန်းမာရေးပါမိမိနေထိုင်တဲ့ပတ်ဝန်းကျင်မိမိနေထိုင်တဲ့လူအဖွဲ့အစည်းပတ်ဝန်းကျင်ကလည်းကျန်းမာရေးကောင်းနေဖို့လိုပါတယ်နံပါတ်9က occupational health လို့ခေါ်တဲ့အလုပ်အကိုင်နဲ့ပတ်သက်တဲ့ကျန်းမာရေ ်ကောင်းနေဖို့လုံးဝလိုအပ်ပါတယ်ခင်ဗျနံပါတ်၈က spiritual health လို့ခေါ်တဲ့ ဝိညာဉ်ဆိုင်ရာကျမ်းမာရဲ့အကျမ်းအဖြစ်မိမိစိတ်ကိုငြိမ်အောင်ထိန်းထားနိုင်တဲ့ကျမ်းမာရေးကောင်းဖို့လေလုံးဝလိုအပ်ပါတယ်။နံပါတ်6က financial health လို့ခေါ်တဲ့ငွေကြေးဆိုင်ရာကျမ်းမာရေးပါ။အခုဒီကျမ်းမာရေးတဲ့အကုန်လုံးပြည့်ပြည့်စုံပြီဆိုလို့ရှိရင်တော့ကျမ်းမာရေးကောင်းတဲ့လူတစ်ယောက်ရေလို့ခေါ်နိုင်ပါတယ်။ ဒီအထဲမှာပြည့်ပြည့်စုံတဲ့လူတွေလေးရှိနိုင်မှာဖြစ်တယ်လို့လုံးဝမပြည့်သေးတဲ့လူတွေလေးရှိနိုင်ပါမယ်ခုဗီဒီယိုကြည့်တဲ့သူကဘလိုမျိုးကျမ်းမာရေးတွေကိုပိုင်ဆိုင်ထားပြီးတော့ဘလိုမျိုးကျမ်းမာရေးတွေရဖို့စ조사နေပါတယ်ဆိုတာသိလို့ရှိရင်အောက်မှာ comment ရေးပေးလို့ရပါတယ်ကျွန်တော်အမြင်မှာတော့ financial health ကအဓိကအဖြစ်ဆုံးမဟုတ်ပေမယ့်ကျမ်းမာရေးတွေအကုန်လုံးကိုလုပ်ဖို့အတွက်အခရာကြတယ် ကျမ်းမာရေးလို့ကျွန်တော်မြင်ပါတယ်ခင်ဗျဗီဒီယိုကအတုံးဝင်တဲ့ကိုမိတ်ဆွေအပေါင်းအသင်းတွေကိုလည်းကြည့်စေချင်တယ်ဆိုလို့ရှိရင် like and share ထပ်လုပ်ပေးလို့ရသလိုဒီ channel ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ် thank you ပါ